SKT International School was ranked number 9 among the IB schools globally. Our school မှာ online နိုင်ရတာပေါ့ IB website ထဲမှာ top 9ရတယ်ဆိုရဲဟာတော့လွယ်ကူတဲ့ကိစ္စတော့မဟုတ်ဘူးပေါ့နော်။တင်ချစွမ်းရည်ပြိုင်ပွဲကိုနှစ်စဉ်ကျင်းပလာတာအခု22ကြိမ်မြောက်ရှိပါပြီပေါ့နော်။ထူးခြားတာလေးတစ်ခုကဒီနှစ်မှာ government school ကအကြောင်းသားကျောင်းသူတွေလည်းပါလာကြတယ်။ proper service skill တွေပါကြီးကလည်းပိုပြီးတိုးလာတယ်ပေါ့။ဒါရဲ့ logical thinking နဲ့အဲ့မှာ math skill တွေပိုပြီးတော့ improve ဖြစ်လာတယ်။ကြာကြာကောင်းတယ်။ critical thinking အပိုင်းတွေ analytical skills တွေပုံမှန်အတိုင်းမဟုတ်တဲ့ပုံစံနဲ့တွေးတောတဲ့ပုံစံမျိုးတွေအကုန်လုံးပေါ့နော်ဟို promote လုပ်ထားတဲ့သဘောပေါ့အဓိကဝင်ပြိုင်မှုကအဓိကပါသူကသူရှိရတာမရတာအသာထားပါအဓိကဝင်ပြိုင်ခြင်းနဲ့စိတ်ရှိရင်ရပါမယ် SKT International School was ranked number nine among the IB schools globally. this achievement is thanks to <laughs> မတို့ BFI Education Services ကနေပြီးတော့ဒီမသမန်နီယာသင်္ချာစွမ်းရည်ပြိုင်ပွဲကိုနှစ်ဆင်ကျင်းပလာတာအခု22ကြိမ်မြောက်ရှိပါပြီပေါ့နော်ထူးခြားတာလေးတစ်ခုကဒီနှစ်မှာ Government School ကအကြောင်းသားအကြောင်းသူလည်းပါလာကြတယ်ပြီးတော့ Private School International School ပေါ့မြန်မာအာမြန်မာပြည်အရေးရမှာပေါ့နော်ရန်ကုန်မန္တလေးနေပြီးတော့ပေါ့အမတို့ကျောင်းခွဲတွေရှိရဲ့အာမြို့နယ်တွေမှာပေါ့နော်ပါဝင်ရှင်ပြိုင်ကြပါတယ်ဟုတ် NIC ကနေစီရပါတယ် ပြင်ပကျောင်းက IMB International School ပါ second ပါဒါ၄ကောင်းမြောက်ဖြစ်နေတတိယပြောင်းတတိယပြောင်းဘုဘပထမဆုံးအချိန်ပါ first time ဟုတ်ပထမဆုံးဒီကျောင်းမှာပထမဆုံးဝင်ပြိုင်ပြီးတော့ ဒီခေတ်မှာတော့ကလေးတွေကလေပို့ပြီးတော့သူတို့ရဲ့စွမ်းရည်ကိုပြသခြင်းလာကြတယ်ပေါ့နော်။ចောင်းသားမိပါတွေကလေးမိပါတွေကလည်းသူတို့ရဲ့စွမ်းရည်တွေကိုပြသဖို့ရမှာသူတို့ကအမြင်အများကြီးထောက်ကူပေးလာကြတယ်ပေါ့နော်။မိသူမဆိုးပေါ့နော်။အသက်အရွယ်ပိုင်းခြားလိုက်သူတို့ဝင်ပြီးတော့ပါဝင်ရှင်မြိုင်လို့ရတဲ့ခွင့်ရေးလေးတည်းရဖြစ်တဲ့အတွက်ကြောင့်မို့လို့နောက်နှစ်ဆင်လဲတနည်းတစ်ကြိမ်မှာတော့မြဲချင်းပါတာဖြစ်တဲ့အတွက်ကြောင့်အမြဲတမ်းအာပါဝင်ရှင်မြိုင်လို့ရပါတယ်။ကလေးတွေကိုတင်ချာရဲ့တခြားမျက်နှာစာတစ်ခုကိုပေါ့နော်။မြင်စေခြင်းနဲ့တွေးစေခြင်းနဲ့သဘောဖြစ်ပါတယ်။သူတို့ရဲ့ critical thinking အပိုင်းတွေ analytical skills တွေပုံမှန်အတိုင်းမဟုတ်တဲ့ပုံစံနဲ့တွေးတောတဲ့ပုံစံမျိုးတွေအကုန်လုံးပေါ့နော်ဟို promote လုပ်ထားတဲ့သဘောပေါ့ problem solving skill တွေပါကြီးကလည်းပိုပြီးတိုးလာရယ်ပေါ့အဲ့စားလေးကျတော့အခုသတိထားပြီးရယ် mindset ကိုလည်းတွေ့အောင်လုပ်ပေးရတော့ observation ဟာတွေလည်းရှိရယ်တော့ problem solving တွေပိုပေါင်းလာရယ်ဒါရဲ logical thinking နဲ့အဲ့မှာ math skill တွေပိုပြီးတော့ improve တယ်လို့ထင်ပါခင်ဗျအဲ့ solution ကားလို့ရလဲဆိုအဲ့ solution ကားလို့ရလဲဆိုသင်ပြလို့လည်းကြိုက်တယ်ကိုယ့်ရဲ့ဘောနော်အုံနောက်ဆိုတာ twin twin နဲ့မှာဘူကောင်းလာလို့ယုံကြည်အတွက်အုံနောက်အသုံးပြုနေမှာနော် it actually shows that Myanmar education system has the potential ဒီမြန်မာနိုင်ငံမှာရှိတဲ့ကျောင်းသားကျောင်းသူတွေဟာလည်းကမ္ဘာအဆင့်အမီပညာရေးဟူပါတက်ရောက်နိုင်နေဆိုတာကိုသက်တည်တစ်ခုပဲဖြစ်ပါတယ် All of these students who graduated this year လူမျိုးပေါ်တော့အချိန်မှကိုရရှိခဲ့တဲ့ကျွန်တော်တို့ရဲ့ကျောင်းသားကျောင်းသူတွေဟာဆိုရင်အကုန်လုံးကမြန်မာနိုင်ငံသားတွေပဲဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ဒီမြန်မာနိုင်ငံကကျောင်းသားကျောင်းသူတွေဟာအမှန်တကယ်ပဲဆွမ်းဆောင်နိုင်စွမ်းရှိရဲဆိုတာကိုတကယ်သက်တည်ပြနိုင်ခဲ့ပါပြီဒီနှစ်မှာတော့အမားတို့က war rank 9ပေါ့နော် IB war school မှာ war rank 9ရတာပေါ့အဲ့ဒါလေးကိုတော့အမကြော်ညာခြင်းနဲ့ပေါ့နော် IB website ထဲမှာ top 9ရတယ်ဆိုတော့ဟာတော့လွယ်ကူတဲ့ကိစ္စတော့မဟုတ်ဘူးပေါ့နော်ဒီသင်္ချာညာစမ်းပြိုင်ပွဲလေးမှာလာပြီးတော့အမတို့ကိုကိုညီပံ့ပိုးပေးတဲ့ကလေးတွေចောင်းသားမိဘတွေတွားပြီးတော့ invite လုပ်တဲ့အချိန်မှာဝိုင်းပြီးတော့ပါဝင်ပေးတဲ့ကျောင်းကြီးတွေဝင်ပြီးတော့အမတို့ပါဝင်ကူညီပံ့ပိုးပေးတဲ့ partner တွေသူတို့အားလုံးကိုလည်းအမကဒီနေ့ကနေအများကြီးကျေးဇူးတင်ပါတယ်။ဆိုင်တွက်လာတဲ့အိမ်မှာဆရာဆရာမရနေတဲ့ခေါင်းထဲကအကျောင်းကလည်း ကျောင်းကလည်းခေါ်ပြီးတော့လက်ကျင်ပေးတယ်။စားတော့အရင်က question တွေတော့လုံးလာပါဘူး။ကျောင်းကဆရာမရဲ့အဲဒါကအဲအဲတပတ်တော့လည်းပြန်စားချက်ပေးပြီးစလာတယ်။အရင် pass paper ရောလေ့ကျင့်ခဲ့ပါလား။ကျွန်တော်တို့ထုတ်ထားတဲ့မေးခွန်းတွေက သင်ယူတစ်ခုပေါ်မှာအခြေခံပြီးတော့ထုတ်ထားတာမဟုတ်တဲ့အတွက် international school မှရဲ့လို့မဟုတ်ဘူးဒီဘယ်သူမဆိုပေါ့နော်သက်ဆိုင်ရာ grade သက်ဆိုင်ရာ level တွေကိုဝင်ဖြည့်လို့ရပါတယ် ဘယ်ရောက်ရလိုက်တာဒီနေ့ကတော့ဒါမလားတော့ပြင်ချအောင်နှစ်တိုင်းပဲဝင်ပြိုင်ပြစ်တယ်စူရရမဲရသူကပြိုင်ပြစ် Cross ဒီမှာအဲ့လိုအဲ့လိုမျိုးတွေရခဲ့ပါရဲ့ပျော်မှုတော့ကောင်းတယ်ဒါပေမဲ့နည်းနည်းတော့ခက်ခဲတယ်ဟုတ်ကြတော့မျက်စိမရှက်တော့ဘောအရင်နှစ်နေတော့ဆိုရင်အရင်ရှက်နိုင်ရမ်းများဘောနော်အခုဆိုရင်တိတ်ပြီးမျက်စိမရှက်တော့ဟုတ်ပျော်စရာကောင်းတယ်ပျော်စရာကောင်းတယ် first time မှာဒါရတော့တတိယအဆောင်ဒီမှာဒီမှာဘာဆုလိုက်ရလဲဟုတ် ခေါင်းကြောက်ပါလေတခါ2005တဲ့ကနေစပြီးတော့ကျင်းပလာတာဆိုတော့အခုဆိုရင်20ကြိမ်မြောက်ဖြစ်ပါပြီဒီပြိုင်ပွဲက nation wide ဆိုတော့လေဒီမှာရန်ကုန်မှာလည်းရှိသလိုနေပြည်တော်မှာလည်းရှိသလိုမန္တလေးမှာလည်းရှိပါတယ်ကိုရမယ်လို့တော့ထင်မယ်ခင်ဗျကျွန်တော်တောက်တော့ဒီလိုရရရတော့ဆက်ပြပါပြီ။စေးပါတော့ထင်တာရယ်စေးပါကိုပေါ့။ဒါပြိုင်ဆက်တော့ရမယ်ထင်တယ်။ရမယ်ဆိုရင်တော့နမတောက်ဝန်တော့ရခြင်းပါ။ ြိုင်တဲ့ចောင်းသားတွေကိုရော supporting လုပ်ပေးတဲ့မိဘတွေကိုရောအထူးပဲကျေးဇူးတင်ရှိပါတယ်။အကြောင်းမျိုးမျိုးကြောင့်မလာနိုင်သေးတဲ့ကလေးတွေကိုလည်းမိဘတွေကိုလည်းလာမယ့်နေ့မှာပို့ပေးနိုင်မှုလာနိုင်မှုအတွက်ကိုမျှော်လင့်ပါတယ်။ချိန်တနိုင်ဝဲဘလို့ကောင်းဝမ်းမသိဘူးဖြည်နေနေဘလို့ကောင်းဝမ်းမသိလားဖြည်နိုင်ခဲ့ရဗျာအမ question တွေတော်တော်များများဖြည်နိုင်ခဲ့တယ်အဓိကဝင်ပြိုင်မှုကအဓိကပါ ကသူစုရတာမရတာအသာထားပါအဓိကဝင်ပြန်ခြင်းနဲ့စိတ်ရှိရင်ရပါမယ်ကျွန်တော်အเจ้าမှာလာပြန်ရတော့ confident တွေပါဖြစ်တယ်ပေါ့ဒီနှစ်ကတော့နည်းနည်းတော့ခက်တယ်ရှစ်ကောရှင်တော့ခက်တယ်ပြောင်းပါကြောင်းပါအဲပြောင်းဒါမှတခြား question တွေသားတော့မတင်ရသေးလို့ formula မသိပြီးတော့မားရပါလို့ဆိုသားတော့နည်းနည်းခက်တယ်အဲကိုထင်ထားရတယ်တကယ်စစ်တော့လွှဲပါတယ်ဟုတ်ပါဆာရဲတော်လာတယ်နော်အမဟုတ်ပါ မတို့ SKD International School Riverside Campus ပေါ့နော်အဲ့ရကတော့2010ရဲ့ခုနှစ်ခေတ်ကမတို့စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ် IB School ဖြစ်တဲ့အလျောက်ကို IB ရဲ့ဒီဟို criteria နဲ့အညီပေါ့နော်အမတို့ campus ကိုလောက်ရတယ်ပြီးတော့ facility ပြည့်ဝနေပေါ့နော်အရန်ကို premium အကြောင်းကြီးဖြစ်ပါတယ်ပေါ့နော်အဲနံပါတ်1 3 5ရှုခင်းတာမျိုးပတ်လန့် တကေတမြို့နယ်မှာရှိပါတယ် Our campus here we have amazing facilities amazing team of teachers and a great community and we invite anyone who is interested ကျွန်တော်တို့အကြောင်းအရဆိုရင်ပေါ့နော်ဒီ world class facility တွေ world class education တွေကိုပေးစနိုင်တဲ့မြန်မာနိုင်ငံမှာရှိတဲ့အကောင်းဆုံးကျောင်းတွေထဲမှာပါဝင်ပါတယ်။ဒါကြောင့်မလို့ကျွန်တော်တို့ကျောင်းကိုတက်ရောက်ခြင်းနဲ့မြည်သူမဆိုမြည်သည့်ကျောင်းလူကျောင်းသားမဆိုလာရောက်လေ့လာဖို့အတွက်ဖိတ်ခေါ်လိုက်ရပါတယ်ရှင်။